အာစီဝါရေးဆိုတာတော့လူတိုင်းနဲ့ဆိုင်တယ်အဲစီဝါရေးအဆင်ပြေတယ်ဆိုရင်မိသားစုတွေပြောတာပေါ့နော်အဲ့တော့မိသားစုတွေအဆင်ပြေအောင်ဆရာတော့စီဝါရေးဟောတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်အဲ့တော့အခုလိုတိမ်မောင်းတောင်းတဲ့ချီခက်ခဲနေရင်လည်းတိမ်မောင်းသိမ်းတဲ့ချီကြိုးစားမယ်ဆိုတော့ဒီလိုခံယူချက်နေပေါ့နော်အဲ့တော့ဆရာရဲ့ဘဝစာတော့သိမ်းတရားပါကျတို့ crew ကရှယ်ယာရှင်အများကြီးရှိပါတယ်ဒါကြောင့်တနင်္ဂနွေလုံးမှာဆရာအများကြီးလောက်နိုင်တယ်ဆိုတော့လူငယ်တွေအဓိကပေးချင်တာတော့ sharing ပဲ the secret of success is sharing အောင်မြင်ခြင်းရဲ့လိုအပ်ချက်ကအဲ့လိုလုပ်နေတာမဟုတ်ဘူး sharing နဲ့လုပ် ဆိုအားလုံးပဲစီးပွားရေးနဲ့ပတ်သက်ပြီးဒီကာလမှာအားပေးချင်ပါတယ်။အဲအဲ့တော့ခုဒီမွန်ပြည်နယ်လုပ်ငန်းရှင်အသင်းကနေဥဆောင်စီစဉ်ချက်မှာလည်းဒီခန်းနာမှာတော့ဆရာအနေနဲ့စီးပွားရေးအကြံပေးပြီးတော့စီးပွားရေးနဲ့ပတ်သက်ပြီးအဓိကဟောပြောအားပေးသွားမှာပေါ့နော်။ဆိုတော့အဲ့တော့အဲဒီခန်းနာမှာတော့ဆရာနဲ့အတူအဲအန်တီရွှေစင်ထိုက်ရဲ့အပြင်ဆရာလင်းတိုင်ညွန့်တို့ပေါ့နော်။အဲအဓိကအဲပါဝင်ပြီးတော့ဒီမှာရှိတဲ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဒါဆရာတို့အစီဝိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အတူတန်အောင်မိသားစုတွေအားလုံးစီဝိုင်းတွေပို့ပြီးတော့ပြန်လည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဓိက အဲအားပေးပြီးတော့ဟောပြောပေးသွားမှာဖြစ်ပါတယ်ဆရာတို့ကတော့စီးပွားရေးစအလဲဆုံးပေါ့အဲအဆင့်၃ဆင့်ဟောပြီးသွားဖို့ရှိပါတယ်အာစီးပွားရေးဆိုတာကတော့လူတိုင်းနဲ့ဆိုင်တယ်အဲစီးပွားရေးအဆင့်ပြေတယ်ဆိုရင်မိသားစုတွေပြောတာပေါ့နော်အဲ့တော့မိသားစုတွေအဆင်ပြေအောင်ဆရာတော်စီဝါရေးဟောတဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်အဲ့တော့မိသားစုတွေအတွက်နောက်မိသားစုပေါင်းများစွာစုပေါင်းတဲ့ကုမ္ပဏီတွေပေါ့ကုမ္ပဏီတခုတိုးတက်သွားမယ်အဲ့ဒီမှသည်တစ်တပင်ကောင်းနှစ်သောင်းသားဆိုလိုပေါ့နော်အပွေစည်းအကြီးတွေဖြစ်လာပြီးတိုင်းပြည်ပြည်ပြည်စီဝါရေးတွေအောင်မြင်တိုးတက်နိုင်မယ်ဆိုတော့ဒီခံယူချက်နဲ့အတူ အာဆရာတို့စီးပွားရေးစတင်ခြင်းပေါ့ဥပမာသိန်းတရားစမလားတထောင်ဝစမလား entrepreneur ပေါ့နော်မွန်ပြည်နယ်လုပ်ငန်းရှင်တင်ဆိုတော့ more entrepreneur association ဥပမာကဲ့သို့ပဲစုံတီထွင်ခြင်းအနေစပြီးတော့မှ company အဆင့်စီးပွားရေးတွေအောင်မြင်တိုးတက်အောင် company ပေါ့လူပေါင်းများစွာနဲ့ဘယ်လိုပေါင်းမလဲနောက်ဆုံးကတော့တကယ်မွန်ပြည်နယ်တဝန်းလုံးမှာအလုံးစီးပွားရေးအချင်းချင်းပြန်လဲပေါင်းစည်းပြီးတော့အများပိုင်း company ကြီးတွေအထိအာဆရာတို့ရည်ရွယ်ပြီးတော့သိန်းပေါင်းအော်ပေါ့နော်ရည်ရွယ်ထားတာတော့သိန်းပေါင်း1000မှသည် ိမ်မောင်းတသောင်းအဲတိမ်မောင်းတသိမ်အဲ့လောက်ထိဆရာကအဲဟောပေးပြီးတော့အကြံပေးသွားဖို့အများကြီးပြင်ဆင်လာပါတယ်ဟုတ်ကျေးဇူးအများကြီးတို့ဟိုလူတိုင်းနဲ့သိချင်ကြမှာပါတချို့လဲဆရာစင်အကြောင်းတော့တော်တော်လေးသိထားပြီးသားဖြစ်ပါတယ်အဲဆိုတော့အဲဆရာတို့ကစခဲ့တော့ကတော့အဲသိန်းတရာသိန်းတရာ share နဲ့စတယ်နော်သိန်းတရာ share နဲ့စပြီးတော့အဲသုံးနှစ်အတွင်းမှာသိန်းတသောင်းပြည့်အဲကျူးစားမယ်ဆိုပြီးတော့အဲသိန်းမောင်းတသောင်းပြည့်အောင်သုံးနှစ်အတွင်းကျူးစားတယ်အကြောင်းွဲတွေအများကြီးထူထောင်ပြီးတော့မြန်မာနိုင်ငံမှာအကြောင်းွဲ၁၀ခုလောက်ထိအကြောင်းတွေအများကြီးထူထောင်တယ် အဲထူထောင်ပြီးတော့အဲကိုကတော့တိမ်မောင်းအဲတသိမ်းအများပိုင်းစီမံကိန်းပေါ့နော်အာဆရတာဂျိုပန်ဦးဆောင်ပြီးတော့ဥခရာယာတုနဲ့အာဆရအမီးရဆိုင်ကရု၃ခုပေါ့အဲဆိုတော့ဆင်းရဘောအစားတော့အာတိမ့်တရားပါပဲအဲဒါကြောင့်ဟိုစီးပွားရေးပညာကိုများစွာသင်ယူလေ့လာထားတယ်ဆိုရင်အဲလောကကြီးနဲ့ပတ်သက်ပြီးအခက်အခဲတွေကိုကြော့ဖြတ်လို့ရဆင်းရတော့ဟိုအခက်အခဲလို့မမြင်စေဘဲနဲ့အဲ့ဒီခတ်ထားကိုအဲ့ခတ်ထားတဲ့ပူတက်မှာတိမ့်တရားခက်ခဲတုံးအောင်ဆိုရင်တိမ့်တထောင်ကြိုးစားမယ်အဲ့တိမ့်တထောင်ခတ်လာရင်လည်းတိမ့်မောင်းတထောင်ကြိုးစားမယ် အခုလိုတိမ်မောင်းတောင်းတဲ့ချိန်ခက်ခဲနေရင်လည်းတိမ်မောင်းသိမ်းတဲ့ချိန်ကြိုးစားမယ်ဆိုရဲဒီလိုခံယူချက်နဲ့ပေါ့နော်အဲ့တော့ဆရာရဲ့ဘဝအစားတော့သိမ်းတရပါအဲ့လိုနဲ့အကူတိုင်းလဲကုလိုပေါ့စီးပွားရေးမှာဆုံးတီထွင်ပြီးတော့ကြိုးစားလာခဲ့တော့ဟိုဆရာတို့ကဲ့သို့ပဲခက်ခက်ခက်ခဲကြားမှာငါဘယ်လိုကြိုးစားနိုင်မလဲဆိုတာကိုလည်းကုတွေးပေါ့နော်အကူတွေးရောစာတွေးရောဒါမနက်ပါမှာဆရာတော့အများကြီးခေါ်ပြောအပြုသွားဖို့အဲရည်ရထားပါနော်အဲဆရာဘောဆဲချောင်းတော့ဆရာသိန်းတရားနဲ့စပါတယ်ဟိုပေါ့အဓိကကတော့စကလုံးတစ်လုံးပဲကျမအဆရာ role model ပေါ့နော်အားကြတူတဲ့ အလီဘာဘာဖောင်နာပြောတာတော့ you think i'm finish ပဲဟိုဆင်းရရဲ့ခံယူချက်ကလည်းထိုးနည်းလကောင်းပဲ you think i'm finish ပေါ့သူများတွေးနေတဲ့အချိန်ကိုလှုပ်ပြီးမှရအခွန်လန်းဆိုတာမနက်ဖာမှာကိုလိုပဲလူတွေအားလုံးကလှုပ်ဖို့ ready ရှိတယ်အဲ့တော့ you think ကိုတွေးတဲ့ຢာသည် finish ပြအောင်ကိုလှုပ်မှရအဲ့တော့ finish ဆိုတဲ့စကားလုံးကိုလည်းအားလုံးကကြိုးစားစီခြင်းတယ်ဘာကြောင့်လဲလို့ပြောရင်ဟိုမနက်ဖာကိုတိတ်မသေးချာဘူးပေါ့ဟိုအခွင့်အရေးဆိုတာဥပမာပေါ့နော်အဲအမြဲတမ်းနှစ်ခါမလောက်နောက်အသက်ရွယ်ဆိုတာအမြဲတမ်းဆက်လို့လို့ခုလိုရွယ်ပြန်ရဖို့မလွယ်ဘူး ဆိုတော့သူ့တက်သူ့ရွယ်နောက်သူ့ရဲ့ timing ဆိုတာရှိတော့အချိန်တိုင်းမှာ you think i'm finished ဖြစ်မှာစီးပွားရေးအောင်မြင်တယ်။အော်ဆရာကတော့ဟိုလှုပ်ဆရာရှိတာတွေကိုမြင်မြတ်ပြီးအောင်လုပ်ပြီးပြီးတာ။အ finish ပြီးသွားတော့လဲဟို freedom ပေါ့လွတ်မြောက်တာ။ဥမာဆရာတို့ကတော့မနှက်ဖိုင်ကြီးကိုတိတ်မတွေးနေပဲနဲ့ဒီနေ့ပြီးအောင်လုပ်လိုက်။လုပ်လိုက်ပြီးတော့အခုလိုပေါ့အောင်မြင်မှုတစ်ခုရောက်သွားရင်ကိုမိဘအခုရဲ့ဆရာသမားကိုလှုပ်ဖို့ခိုင်းပဲကိုတိုင်းပြုတ်ပြည့်ပြုတ်အလုပ်တွေအများကြီးလုပ်လို့ရတယ်ဆိုတော့အဲ့တော့ဟိုတင့်နေတဲ့အတွေးတွေကို finish ပြအောင်အဲမြန်မြန်လေးလုပ်ပါလို့ပဲဆရာအနေနဲ့တော့เนาะဟိုအပ်ပေးတယ်ဟိုအတိတ်ကတော့ speed ပေါ့ မြန်မြန်လေးနဲ့လှုပ်လိုက်တယ်ဆိုစီးပွားရေးကတကယ်ကိုတိုးတက်ပါเนาะအဲ့တော့ YouTube Infinite ခံယူချက်နဲ့အဲစူးစမ်းဖို့တော့ဆရာလူငယ်တွေအားလုံးဒါအားပေးချင်ပါတယ်ဟုတ်ဆရာလည်းယူသားပြောရင်ဟိုဆရာစခဲ့တော့ကဆရာမှဟိုပတ်သက်မရှိဘူးမရှိတော့လက်တော့တစ်လုံးရအောင်တော့နှစ်သိန်းခွဲပဲရအဲ့ဒါနဲ့ကိုယ့်ရဲ့ယုံကြည်ချက်လုပ်မယ်ဆိုပြီးတော့ share share သိန်းတရာစခေါ်တော့တကယ်တော့စခဲ့တဲ့ပတ်စံလည်းဆရာပတ်စံမဟုတ် share ငွေပေါ့အဲ့တော့ဟိုဒီခက်မှာစီးပွားရေးအောင်မြင်တဲ့လုပ်ငန်းစုအားလုံးအချင်း share ငွေနဲ့လက်ပတ်ထားမြင်ရတယ်ဟုတ်မှချမ်းမအောင်မြင်တာလည်း share နဲ့ပဲ ကဘာမှအောင်မြင်သွားတဲ့လုပ်ငန်းတွေအားလုံးကရှယ်ယာငွေတွေရှယ်ယာလို့ပြောရင်အတိတ်ကတော့ဟိုဆရာ philosophy တခုရှိတာပေါ့နော်တယောက်တည်းစဉ်းစားရင်ပြဿနာကြီးပဲကို့မှာဘာမှမမရှိတာအများနဲ့ပေါင်းစဉ်းစားလိုက်အဖြေကြီးပဲအဲ့တော့ကို့မှာမရှိတဲ့သိန်းတရာကိုအများနဲ့ဘယ်လိုပေါင်းအောင်လဲကို့မြို့မှာမရှိတဲ့အခွင့်အရေးခွန်အားကိုတခြားမြို့နဲ့ဘယ်လိုပေါင်းအောင်လဲကို့နိုင်ငံမှာမရှိတဲ့အခွင့်အရေးခွန်အားကိုတခြားနိုင်ငံနဲ့ကို့ဘယ်လိုပေါင်းအောင်လဲဆိုတော့အများနဲ့ပေါင်းစုလိုက်ရင်ဟိုပင်လယ်ကြီးဆိုတာကမြစ်တွေအလုံးဖွင့်ရှာလိုက်ရင်အကြီးဖြစ်သွား မြစ်ပေါင်းဆိုရင်ပင်လယ်ကြီးဖြစ်တယ်လို့ပေါ့အဲ့တော့ဆရာကတော့ဆရာသိန်း300နဲ့စတယ်သိန်း900ထပ်ပြီးတော့ခေါ်တယ်နောက်ထပ်သိန်း900သမားတွေထပ်ခေါ်တယ်အဲ့ဒီလိုနဲ့အခုကတော့ဆရာရှင်နေဆရာအများကြီးနဲ့လက်ပတ်ပါတယ်အဲဆိုတော့အခုဆရာတို့ crew ကဆရာရှင်အများကြီးရှိပါတယ်ဒါကြောင့်တနင်္ဂနွေလုံးမှာဆရာအများကြီးလုပ်နိုင်တယ်ဆိုတော့လူငယ်တွေအဓိကပေးကြင်တာတော့ sharing ပဲ the secret of success is sharing အောင်မြင်ခြင်းရဲ့လှုပ်ရက်ချက်ကအဲ့လိုလုပ်နေတာမဟုတ်ဘူး sharing နဲ့လုပ်မျှဝေပြီးတော့အားလုံးကို အအောင်မြင်လို့တယ်အဲ့ဒီအောင်မြင်မှုကိုလည်း share တွေနဲ့ပြန်ပြီးတော့ tweet လုပ်တယ်ဆိုတော့ the secret of success is sharing ဆရာတွေ့ရှိခဲ့တဲ့သူတေသနာပြုချက်အရာတော့ share နဲ့လုပ်တဲ့လုပ်ငန်းတိုင်းအားလုံးအောင်မြင်ကဘာမှအလေးပါပါ share ပဲကဘာမှအောင်မြင်တဲ့အားလုံးဒီတကယ်အများပိုင်းကုမ္ပဏီနဲ့ share တွေနဲ့လုပ်သွားကြရဲဆိုတော့မြန်မာနိုင်ငံမှာအများနဲ့စုပေါင်းလုပ်မယ်ဆိုတဲ့အဖြစ်ရရင်အားလုံးရှိပါတိတ်တရားဆိုတော့ဘန်ဒီထဲမှာအများကြီးပါတချို့လူတွေတော့အများကြီးပုံနေပါ အဲအဲ့ဒါမြေတွေနဲ့ပူနေတဲ့သူတွေရှိတာပေါ့နော်ဆိုတော့အဲ့တော့အဲ့လိုပူပူနေတဲ့သူတွေကိုကိုယ့်ဘက်ကနေမှတက်ဆက် share ပုံစံမျိုးနဲ့စီယုံပြီးတော့သွားနိုင်အဓိကတော့ leader ဆိုတော့ mobilize စီဝင်ကောင်းတဲ့ခေါင်းဆောင်ဖြစ်ရဒါမှပဲစီဝိုင်းတစ်ခုလုံး empire ကြီးတစ်ခုတည်ဆောက်ပြီးအောင်မြင်နိုင်မှာပေါ့နော်အဲ့တော့ share နဲ့လုပ်ဖို့ share အနေနဲ့တော့အထူးအားပေးပါတယ်နော်အဲ trust တည်ဆောက်တဲ့အခါမှာလည်းခုနကကိုပေးတဲ့ဂတိသစ္စာပေါ့အာဆရာတို့ကဂတိသစ္စာတည်ရင်စွန့်တယ် the truth ပေါ့အမှန်တရားတည်လူတွေက trust ကိုရတယ် ဟိုမှာကိုကသိန်းသောင်းစီမံကိန်းလုပ်မယ်ဆိုရင်သိန်းသောင်းပြည့်အောင်ကြိုးစားပေးရချုံရင်လည်းကိုဘက်ကတာဝန်မှုတာဝန်ခံမှုရှိရဆိုတော့အဲ့တော့လူတယောက်က trust ဖြစ်တဲ့အချိန်မှာဘယ်ချိန်နဲ့ကြည့်လဲဆိုရင်ဆရုလောကမှာတိုင်းတာတော့ ARTS ဆိုရက်ရှိတယ်အေး accountability သူဘလောက်တာဝန်ခံယူနိုင်လဲဟိုမှာသိန်းပေါင်းသောင်းတာဝန်ခံယူနိုင်လဲဟုတ်ပြီဒါဆိုရင် responsibility ဘလောက်တာဝန်ကျေတယ်လဲ accountability responsibility ဘလောက်တာဝန်ခံအောင်တာဝန်ကျေတယ်လဲနောက်ဆုံးရေးကြည့်တဲ့အခါမှာ transparency အများနဲ့ပေါင်းစပ်လုပ်တာဖြစ်ဆက်အတွက် trust ဖြစ်ဖို့ကယူသားမှရပွန်းလင်းမျိုးယူသားမှရရှုံရင်ရှုံနဲ့မျက်ရင်မျက်တယ်ဆိုတော့ transparency ဖြစ်ရနောက်ဆုံးရေးကြည့်တော့ sustainability trust ဖြစ်ဖို့အတွက်မနှစ်ကို trust ဖြစ်လို့မရ2025ကို trust ဖြစ်ရ2030ဒီ trust ဖြစ်ရမှာဆိုတော့ sustainability ရရှိထင်ရအဲ့တော့ zero log မှာတော့ ERDS က master key ပဲစီဝိုင်းတစ်ခုလုပ်မယ်ဆိုရင်တာဝန်ယူမှုတာဝန်ခံယူမှုတကယ်ယူသားမှုနဲ့နောက်ဆုံးတော့ကိုယ်အောင်မြင်မှုကိုထိန်းပြီးတော့ကိုယ့်ရဲ့ဒီ CY log အတွက်နာမည်ကောင်းတစ်လုံးတိစောက်ပြီးတော့ဟို generation တွေလောက်အောင် business ဆိုတာဟိုဆရို့ဟိုနှစ်သက်တမ်းလေးတခုလည်းလုပ်ခဲ့တာမဟုတ်ဘူးကဘာမှာယာနဲ့ရှိတဲ့ business တွေပဲအဲ့တော့ဆရာတော့လူတိုင်းကိုမြင်ချင်နေတာယာနဲ့ရှိအောင်ကိုဘလို trust ဖြစ်အောင်လုပ်သွားမှာလဲအဲ့ဒါရေးကြည့်ပါเนาะအဲ့တော့ ARTS ပေါ့เนาะအော်အဓိကတော့ဆရာတို့ကလူတွေသုံးသက်ချက်ကအမှန်မဟုတ်ဘူးအဲ့တော့လူရှစ်ထောင်ကိုမခံမဲနဲ့ကံရှစ်ထောင်ကိုခံဖို့ပဲဥစွာအုတ်ထိုက်တယောက်ပြောထားသလိုအပိတ်ရှင်တယ်အော်နိုင်ငံမှာကသူကလူတွေရဲ့သုံးသက်ဝေဖန်မှုတွေကိုအရင်နားထောင်ကြတယ်မဟုတ်လူတွေရဲ့အမှန်တရားမဟုတ်တကယ်အမှန်တရားကန်တရား အကံတရားဆိုတာအလုတ်ပေါ့ကံဆိုတာအလုတ်လို့ဗုဒ္ဓမင်းခဲ့တယ်ဆိုတော့အဲ့တော့ကံတရားကလုတ်တဲ့သူပေါ်မှာအနာကက်ကရှိတယ်2025မှာဘယ်လောက်အောင်မြင်မလဲဆိုတာ2025မှာရှာရည်ထားရမယ်ကိုဘယ်လောက်ကြီးလုတ်ခဲ့မလဲကံတရားဒီအားလုံးရဲ့ခေါင်းဆောင်ပဲဆိုတော့အဲ့တော့ဆရာတော့အသက်ကြီးသည်ဖြစ်စေအသက်ငယ်သည်ဖြစ်စေကံရှိတဲ့သူအောင်မြင်ပါပဲကံရှိတဲ့သူအောင်မြင်ပါပဲဆိုတော့တကက်ကိုအစွမ်းဆုံးအစွမ်းကုန်ကြိုးစားတဲ့ကံကိုတကယ်ပေါ့ကံမြောက်ကံမြောက်ကတိဖြစ်အောင်ကြိုးစားနိုင်တဲ့ လူငယ်တွေသည်ငယ်ပေမဲ့သူအကြီးကဲဖြစ်မှာပေါ့။အဲခေါင်းကပြောနေပေါ့နော်။ကံမရှိရင်တော့အသက်ကြီးစေကောင်းဘူး။သူကတော့အထင်သေးစရာဖြစ်မှာ။ဆရာတော့ဒါဆရာ philosophy ပဲ။အဲအသက်ကြီးလည်းပဲကံမရှိဘူးဆိုရင် तू ကအထင်သေးစရာ။တိုးတော်လည်းအသက်ငယ်ပေမဲ့လည်း तू ကကံရှိအောင်ကြိုးစားနိုင်နေဆိုရင်အထင်ကြီးစရာ။ဆိုတော့ဆရာအနေနဲ့တော့လူတွေအားလုံးရဲ့ထင်မြင်ယူဆချက်တည်းအတိအကမဟုတ်ဘဲနဲ့အဲကိုကကံတရားကြီးရှင်းအောင်ကိုဘလောက်ထိအလုပ်လုပ်မလဲပေါ့နော်။ဆိုတော့အဲ2025မှာဘလောက်ထိအောင်မြင်ကြမလဲဆိုတာ ကြီးတဲ့သူတွေဖြစ်စေငယ်တဲ့သူတွေဖြစ်စေကိုဘလောက်ထိကံမြောက်ဂတိဖြစ်အောင်အလုပ်လုပ်မလဲအစွမ်းကုန်စူးစမ်းမှရအဲဆရာ philosophy ကတော့ဒီလိုအခက်ခဲကာလမှာခန့် import စေခြင်းလေအကိုရဲ့စွမ်းရည်ကိုမြင့်တင်ပညာပေါ့နော်ဟိုဆရာတို့နားလဲတာကဥမာ3000 facing အခက်ခဲဖြစ်နေတဲ့သူက3000ညံ तू ကချမယ်3000 3000စွမ်းရည်ချလိုက်တယ်ဆိုရင် तू 3000လွှဲသွားတယ်အဲ့တော့1000အခက်ခဲဖြစ်နေတဲ့ပုံပေါ်ကလည်းပဲ1000စွမ်းရည်ရှာ1000ဉာဏ်ပညာကိုရှာမီလီယံနာဘယ်လိုဖြစ်အောင်လုပ်တယ်လဲ ဲ့ဒီလိုပညာပညာကိုမြင့်တင်ပြီးတော့ပြဿနာကိုရှင်းလာဆိုတဲ့သဘောကပညာဘက်ကမြင့်သွားပြဿနာနည်းသွားငယ်သည်ဖြစ်စေကြည်သည်ဖြစ်စေဆိုတဲ့အခါကျတော့အတော့ဆရာကတော့လူတိုင်းကိုအားပေးတယ်လူတိုင်းလူတိုင်းဘလောက်ကြီးပြဿနာဖြစ်ဖြစ်အဲ့ဒီပြဿနာထက်မြင့်တဲ့ကိုမှပညာရှာဆရာလည်းအဲ့လိုပဲရှာခဲ့ဥပမာတထောင်ခန့်ရင်ဆရာတထောင်ခန့်ကိုလိုက်ရှာတယ်တိန်းတထောင်အောင်မြင်ခဲ့ပူးသားလူတွေနဲ့လိုက်ပြောတယ်စကားပြောကြည့်အတွေ့အကြုံတွေသူ့တည်တနာပြုတယ်အဲ့ပြီးတော့မှကျိုးစားတာပေါ့နော်ဆိုတော့အဲ့တော့ဟိုဆရာ philosophy ကတော့ခန့်ရင်တက်အောင် ော်ခန့်ထွက်အောင်မဟုတ်ဘူးနော်လောကကြီးနဲ့ပတ်သက်ခန့်ရင်အာဒီဝါကြီးကိုအရှုံးပေးခြင်းနဲ့ပေါ့နော်အဲ့တော့ခန့်ရင်တပါလို့အဲ့တော့ဒီနှစ်အတွက်ကိုအထူးအားပေးပါ